မကြသေးမီကအရှိအလေပိုင်းကိုအမေရိကန်တပ်ဖွဲ့ဝင်များဆေလွတ်မှုဟာတင်းမာမှုများမြင့်တက်နေတဲ့ဒေတာရင်းကိုတည်ငြိမ်မှုယူဆောင်လာဖို့ရည်ရွယ်ပါတယ်။ဒီဖြစ်ရဟာခေတ်သစ်စစ်ပွဲမှာနှီးပညာနဲ့စစ်ဘက်စည်းကမ်းတွေပေါင်းစပ်လိုက်ရင်ဘယ်လောက်အစွမ်းထက်လဲဆိုတာကိုပြသခဲ့ပါတယ်။အမေရိကန်ရဲ့အင်အားကြီးမားမှုကိုမြင်တွေ့လိုက်ရတဲ့အခါဒါဟာရန်သူဘက်ကထင်ထားတာထက်အများကြီးပိုပြီးပြင်ဆင်ထားတဲ့စည်ရေးဖြစ်ကြောင်းသတိပြုမိကြမှာပါ။ဒီလိုမျိုးအင်အားပြတ်သမှုမျိုးကိုအမေရိကန်ကဘာကြောင့်ပြစ်လို့ရတယ်လဲဆိုတာကိုနားလည်ဖို့အတွက် မကြသေးခင် ကာလတွေတုန်းကဖြစ်ပွားခဲ့တဲ့ USS Truman လေယာဉ်တင်သင်္ဘောတိုက်ခိုက်မှုဖြစ်ရပ်ကိုနမူနာယူပြီးလေ့လာကြည့်ရအောင်ပါ။ဧပြီလ25ရက်နေ့နနက်4:42မိနစ်မှာ USS Harry S Truman လေယာဉ်တင်သင်္ဘောပေါ်ကသင်္ဘောသားအများစုဟာညာဆိုင်ဆင်းနေချိန်မှာပင်လယ်နီရဲ့တိတ်ဆိတ်တဲ့ရေပြင်ပေါ်မှာအချက်ပေးတံတွေဇက်တိုက်ထွက်ပေါ်လာပါတယ်။ရေဒါဖန်သားပြင်ပေါ်မှာအနီရောင်အချက်ပြမှုဒါဇင်နဲ့ချီပြီးတပြိုင်နက်တည်းပေါ်လာပါတယ်။ဒါဟာဒုံးကျည်ဒဇင်းနှစင်းနဲ့မဟုတ်ပဲ ေဒိန်းတက်ဒုံးကြီး ballistic missile 15စင်းကျော်နဲ့တိုက်ခတ်ရေး drone attack drones 20ကျော်ကိုဥတီချက်တစ်ခုတည်းနဲ့နေရာအနှံ့အပြားကနေတပြိုင်နက်တည်းပြစ်လွတ်လိုက်တာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ American ရေတပ်ရဲ့အဓိကတိုက်ခတ်ရေးဂုံကျက်တရေဆောင်ကြီးဖြစ်တဲ့ဒေါ်လာ73ဘီလီယံတန်ဖိုးရှိတဲ့တီတင်းမော့ကြီးကိုနစ်မြုပ်စေဖို့ပါ။ဒါဟာရိုးရိုးတိုက်ခိုက်မှုတစ်ခုမဟုတ်ပဲစစ်ကြညာချင်းဖြစ်ပါတယ်။ USS Truman ဟာကမ္ဘာအရေးအပါဆုံးရေကြောင်းလမ်းကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ ဘပ်အယ်မန်ဒပ်ရေလက်ကြားအနီးကနိုင်ငံတကာရေပိုင်နက်မှာကင်းလက်စစ်စင်ရေဆောင်ရွက်နေတာပါအလျား1092ပေ333မီတာရှိပြီးတင်မောတာ9000ကျော်တင်ဆောင်ထားတဲ့ဒီတင်မောကြီးဟာရေပေါ်ကတက်စကန်တစ်ခုတည်းမဟုတ်ပဲအမေရိကန်ရဲ့ကဘာလုံးဆိုင်ရာရေတက်စွမ်းအားရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်ဒါပေမဲ့မြောက်ရီမင်ကနေပြစ်လွတ်လိုက်တဲ့ match fight အတန်ထက်၅ဆမြန်တဲ့အလင်းနှုံးနဲ့ခရီးနှင်လာတဲ့ပေတိန်တက်ဒုံးကြီးတွေဟာကောင်းငင်ကနေဝင်လာတဲ့အခါမှာတော့ တတမန်ရေးရာတွေဆွေးနွေးညှိနှိုင်းတာတွေအတွက်နေရာမရှိတော့ပါဘူး။ဒါဟာလက်တွေ့ကျတဲ့စစ်ပွဲတစ်ခုစီကိုဥတည်သွားပါတယ်။ဒီတိုက်ခိုက်မှုရဲ့ထူးခြားချက်ကပူပေါင်းဆောင်ရွက်မှုရှိပြီးတော်တော်လေးကိုနှီးပြွာမြောက်ပါတယ်။ရန်သူကအရေးအတွက်ကိုပဲအဓိကထားတာမဟုတ်ဘဲနှီးပြွာကိုပါတုံးထားပါတယ်။ Electronic ပစ္စည်းများကိုရှုပ်ထွေးအောင်ပြုလုပ်နိုင်တဲ့ UAVs မောင်းသူမဲ့လေယာဉ်တွေကအရင်ဆုံးရောက်ရှိလာပြီး Truman ပပတ်လေကလျှက်စစ်တန်လိုက်စကွင်းတွေကိုလုံးဝပိတ်ချလိုက်ပါတယ်။ အဆောင်လိုက်ပါလာတဲ့တင်မောတွေဘက Spy 1 Radar တွေဟာမိတုံမိတုံဖြစ်လာပါတယ်။ Truman ဘော်ကအဓိက ထောက်လန်းရေး Radar ဟာ18စက္ကန့်ကြာမှဘာကူမှထောက်လန်းနိုင်စွမ်းမရှိတော့ပါဘူး။ဒါဟာအတန်ထက်မြန်တဲ့ဒုံးကြီး Hypersonic Missile တွေနဲ့ရင်ဆိုင်ရတဲ့အခါအလွန်အနည်းငယ်များတဲ့အခြေအနေတစ်ခုပါ။ UAV တွေဟာ Radar ရဲ့ Dead Zone လို့ခေါ်တဲ့မမြင်နိုင်တဲ့နေရာကိုအသုံးချဖို့ရေပြင်အထက်နားကနေတမင်ပြန်တန်းလာကြပါတယ်။တစ်ချိန်တည်းမှာပဲပေတိန်တက်ဒုံးကြီးတွေက ကောင်းကင်ကနေထိုးဆင်းလာပြီး လေတွေကနေရောရေပြင်အစွန်းနားကနေပါညက်ပူးညက်ပိတ်တိုက်ခိုက်မှုမျိုးဖန်တီးခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးကိုကြုံပူးတဲ့သူတိုင်းဘယ်လိကျင့်မှုမျိုးကမှဒီလိုတိုက်ခိုက်မှုမျိုးအတွက် လုံလောက်အောင် ပြင်ဆင်နိုင်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။တင်မော့ကက်ပတိန်အလက်ထရောနစ်စစ်စင်ရေးအရာရှိတွေနဲ့ထင်းချုပ်ရေးခန်းမကချက်ချင်းဆိုသလိုအလုံးစုံတိုက်ခိုက်ရေးပုံစံကို ပြောင်းလဲလိုက်ပါတယ်။အရေးပေါ်မီနီတွေလင်းလာပြီးတင်မော့သားတွေဟာသူတို့ရဲ့တိုက်ပွဲနေရာတွေကိုအလင်းအမြန်ပြေးဝင်သွားကြပါတယ်။ဒါပေမဲ့ထူးခြားတာက ဘယ်သူမှထိတ်လန့်တုန်လှုပ်မှုမရှိခဲ့ပါဘူး။ဘာလို့လဲဆိုတော့ Truman ဟာခရီးသည်တင်သင်မောမဟုတ်ပဲအစိုးဆုံးအခြေအနေကိုရင်ဆိုင်ဖို့လေ့ကျင့်ထားတဲ့ရွေးရှားခံတက်တစ်ခုဆိုတာကိုလူတိုင်းသိကြပါဗျ။တင်မောသားတွေရဲ့စိတ်ငြိမ်သက်မှုကထူးခြားပါဗျ။ပထမဆုံးကာကွယ်ရေးကိုကြော်ဖြတ်ပြီးတင်မောနာကိုရောက်လာတဲ့ဒုံးကျည်တစ်စင်းဟာတင်မောရဲ့ညာဘက်ချမ်းနဲ့မီတာအနည်းငယ်အကွာမှာပေါက်ကွဲသွားပါဗျ။ဒီပေါက်ကွဲမှုကြောင့်တင်မောဟာပြင်းပြင်းထန်ထန်တုန်ခါသွားပြီးမိကိုးတွေနဲ့မီးတောက်တွေဟာဂုံးပတ်နာအထိတက်လာပါဗျ။ ဒါပေမဲ့တင်မော့မှာဘာပျက်စီးမှုမှမရှိခဲ့ပါဘူး။ဘယ်သူမှလည်းမတည်ဆုံးခဲ့ပါဘူး။ရန်သူကဘာလုပ်ချင်လဲ။ကျွမ်းကျင်သူတွေကဒီတိုက်ခိုက်မှုကိုသုံးသက်ကြည့်တဲ့အခါရိုးရိုးဒရုန်းတိုက်ခိုက်တာမဟုတ်ဘူးဆိုတာကိုတွေ့ရပါတယ်။ဒါဟာလျှက်စစ်ပစ္စည်းတွေတုံးပြီးစစ်ဆင်နိုင်တဲ့စွမ်းရည်အီလက်ထရောနစ်ဝဲဖဲနဲ့တင်မော့ရဲ့ကာကွယ်ရေးစနစ်တွေဘယ်လိုတုံ့ပြန်လဲဆိုတာကိုစမ်းသပ်တဲ့တိုက်ခိုက်မှုပါ။ရန်သူရဲ့မောင်းသူမဲ့လေယာဉ် UAV တွေဟာလက်နက်တွေတင်မကပဲ USS Truman ရဲ့အုံနောက်လိုဖြစ်တဲ့ရေဒါစက်တွေကြီးနဲ့ ပြစ်မှတ်ဖို့ထုတ်တဲ့စနစ်တွေကိုအနောက်ရှက်ပေးဖို့ရည်ရွယ်တဲ့ကရိယာတွေကိုတည်ဆောင်လာပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကဒီမော့ကိုချက်ချင်းပြက်စီးအောင်လုပ်ဖို့မဟုတ်ဘဲတိုက်ခိုက်နိုင်စွမ်းကိုအားနည်းအောင်လုပ်ဖို့ဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ပြီးမှနောက်ပိုင်းမှာပိုကြီးတဲ့တိုက်ခိုက်မှုအတွက်လမ်းခင်းဖို့စီစဉ်တာပါ။ဒါပေမဲ့ American တွေကရန်သူရဲ့ရည်ရွယ်ချက်ကိုကောင်းကောင်းသိပါတယ်။တိုက်ခိုက်ခံရပြီးစက္ကန့်30အတွင်းမှာပဲသူတို့ဟာပြန်တိုက်ခိုက်ရုံမကပဲအခြေအနေကိုပါပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။ USS Truman ဘော်ကလျှက်စစ်စစ်စင်ရေးကျွမ်းကျင်သူတွေဟာ ရန်သူရဲ့ရှိနိုင်မဲ့နေရာတွေကိုလက်နဲ့ညှိပြီးရန်သူလာမဲ့လမ်းကြောင်းတွေကိုပိတ်ခတ်နိုင်ခဲ့ပါတယ်။ USS Gravely နဲ့ USS Mason လို့အဆောင်လိုက်ပါလာတဲ့သင်္ဘောတွေဟာသူတို့ရဲ့ Aegis ကာကွယ်ရေးစနစ်အားလုံးကိုချက်ချင်းပွင့်လိုက်ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်မှုတွေကြောင့်ရှုပ်ထွေးသွားမဲ့အစားစစ်ပတ်စည်းကမ်းနဲ့ကာကွယ်ရေးအစီအစဉ်တစ်ခုစနစ်တကျစတင်ခဲ့ပါတယ်။ရန်သူကဒီတိုက်ခိုက်မှုကိုလာပေါင်းများစွာကြိုတင်ပြင်ဆင်ထားနိုင်ပေမဲ့ American ရေတပ်အထွတ်တော်တိုက်ခိုက်ခံရတာကအံ့ဩစရာမဟုတ်ခဲ့ပါဘူး။အံ့ဩစရာက သူတို့ရဲ့တုံ့ပြန်မှုဟာဘယ်လောက်မြန်ဆန်တိကျပြီးစနစ်ကျတယ်လဲဆိုတာပါပဲနောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာပဲကဘာတစ်ခုလုံးကဒီအဖြစ်ကိုမြင်တွေ့ခဲ့ရပါတယ်တိုက်ခိုက်ခံရတဲ့ဆိုတာအတိပြုပြီးတာနဲ့ Truman ရဲ့စစ်သည်မောအဖွဲ့တစ်ခုလုံးဟာအမြင့်ဆုံးအဆင့်တိုက်ခိုက်ဖို့အသင့်ဖြစ်သွားပါတယ်ရန်သူရဲ့မောင်းသူမဲ့လေယာဉ် UAV တွေဟာတင်းမောရဲ့ရေဒါတွေကိုအနှောက်ယှက်ပေးပြီးဒုံးကျည်လမ်းကြောင်းကိုဖုံးကွယ်ထားခဲ့ပါတယ်ဒီအချိန်မှာပဲ USS Gravely နဲ့ USS Mason တင်းမောတွေဘက်ကရေဒါထိန်းချုပ်သူတွေဟာ spy one radar စနစ်တွေကိုအလိုအလျောက်စနစ်နဲ့မထားတော့ဘဲလူကိုယ်တိုင်ပြန်လည်ညှိယူခဲ့ကြပါတယ်။ဒါကစစ်ပွဲမှာလူသားရဲ့ကျွမ်းကျင်မှုနဲ့စိတ်သက်ခွန်အားဟာဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသနေပါတယ်။ radar စနစ်တွေပြန်ကောင်းတာနဲ့စက္ကန့်30အတွင်းမှာပဲ SM2 နဲ့ SM6 လို့ခေါ်တဲ့ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုဖွင့်လိုက်ပါတယ်။ဒီစနစ်တွေကနေကြားဖြတ်ဒုံးကျည်တွေဟာကောင်းကင်ဘော်ကိုအဆက်မပြတ်ပစ်လွတ်လိုက်ပါတယ်။မိုင်ပေါင်းများစွာအမြင့်မှာရန်သူရဲ့ဒုံးကျည်တွေကိုအပိုင်းပိုင်းပောက်ကွဲပြီးဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ။ဒုံးကြီးတွေကိုအဝေးကနေကြားဖြတ်ဖြက်စီးပြီးတဲ့နောက်ဒါဟာပထမအဆင့်ပဲရှိပါသေးတယ်။ Segment UAV လို့ခေါ်တဲ့ရန်သူ drone တွေကဖြည်းဖြည်းချင်းနဲ့အောင်နာကနေချင်းကပ်လာပါတယ်။သူတို့ဟာအမြန်နှုံးနေပြီးအမြင်လဲနှိမ့်တာကြောင့်တာမန် radar တွေကမမြင်ရပါဘူး။ဒီအချိန်မှာ ESSM Evolved Sea Sparrow Missiles လို့ခေါ်တဲ့ဒုံးကြီးတွေကအလုတ်လုတ်ပါတယ်။ဒီဒုံးကြီးတွေကိုတင်မောဘော်က VLS downlight ပစ်စနစ်ပြွန်တွေကနေပစ်လို့ပြီး ရင်းမြစ်နယ်ပြင်အထက်နားကနေပြန်တန်းလာတဲ့ UAV တွေကိုလိုက်ဖမ်းဖို့လမ်းကြောင်းပြောင်းခဲ့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲ drone တွေဟာပင်လယ်ထဲကိုပြန်ကျဲကျရောက်သွားပါတယ်။ဒါပေမဲ့တကယ်လို့ UAV တစ်စင်းကကာကွယ်ရေးအစစ်နှစ်ခုလုံးကိုကျော်ဖြတ်ပြီးတင်းမောနဲ့အရင်နီးကပ်လာရင်ပါဖြစ်မလဲ။အဲ့ဒီအခါ CIWS Close in Weapon System လို့ခေါ်တဲ့ Seawitch စနစ်ကစတင်အလုပ်လုပ်ပါတော့တယ်။ဒီစနစ်မှာ10မိနစ်ကိုကြည်လေးတောင်ကျော်ပြစ်နိုင်တဲ့တနက်ကြီးပါပါတယ်။ပြစ်မှတ်ကိုချက်ချင်း lock ချပြီးပြစ်ခတ်နိုင်ပါတယ်။ အဝေးကကြည့်ရင်ဒီကာကွယ်ရေးစနစ်တစ်ခုလုံးဟာအဆင့်ဆင့်ညီညီညွတ်ညွတ်လှုပ်ဆောင်နေတဲ့ရန်ရာကြီးတစ်ခုလိုပါပဲရေဒါနဲ့ဟန်တာတာအနီးကပ်တိုက်ခိုက်တာစတဲ့အစဉ်တိုင်းမှာချုံရင်းချက်တစ်ခုမှမရှိခဲ့ပါဘူးအန်အောစရာအကောင်းဆုံးကတော့ရလက်ပါပဲတိုက်ခိုက်ရေးလေရင်တွေတင်မောသားတွေလက်နက်တူလောင်ယုံတွေဘာတစ်ခုမှမထိခိုက်ခဲ့ပါဘူးတပြိုင်နက်တည်းတိုက်ခိုက်လာတဲ့ပြစ်မှတ်30ကျော်နဲ့ရင်ဆိုင်ရတဲ့အခါဒါဟာမယုံနိုင်စရာကောင်းတဲ့ရလက်ပါစီးရေးကျွမ်းကျင်သူတွေကဟူတီတွေရဲ့ဒီတိုက်ခိုက်မှုတွေဟာ တကယ်တမ်းအနိုင်ရဖို့ရည်ရွယ်တာမဟုတ်ဘူးလို့ပဲသုံးသပ်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကအမေရိကန်ရေတပ်ရဲ့တုံ့ပြန်ပုံနဲ့အားနည်းချက်တွေကိုစမ်းသပ်ဖို့ပါ။သူတို့ကရိုးရိုး drone တွေအစား electronic စစ်စင်ရေး drone တွေကိုတုံးပြီးကိုယ်ကဲမှုစနစ်ကိုပြတ်အောင်လုပ်ဖို့မျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မာရွံ့တွက်ချက်မိတာတခုရှိပါတယ်။ USS Truman ဟာတယောက်တည်းမတိုက်ခိုက်ပါဘူး။အဆောင်လိုက်ပါလာတဲ့သင်္ဘောတွေဟာကိုရန်တော်တွေတတ်တတ်မဟုတ်ပဲသင်္ဘောရဲ့မျက်လုံးနဲ့နရက်တွေလိုပါပဲ။ အဓိကရေဒါအနောက်ရှက်ခံရရင်ဒုတိယရေဒါကအလုတ်လုတ်ပါတယ်အကွာအဝေးရှိထောက်လန်းမှုပြက်ရင် အကွာအဝေးတို့စနစ်တွေကကင်တွေပါတယ်အချက်ပြမှုတွေရှုပ်ထွေးသွားရင်ကျွမ်းကျင်သူတွေကမန်နျူရယ်စနစ်နဲ့ပြန်ညှိပါတယ်ဒီလိုမျိုးကာကွယ်ရေးအဆင့်တိုင်းကိုပင်လယ်ထဲမှာလာပေါင်းများစွာ လေ့ကျင့်ထားခဲ့တာဖြစ်လို့စီစီလုံးလုံးနဲ့အမားအယွေမရှိအလုတ်လုတ်နိုင်ခဲ့ပါတယ်ဒီအောင်မြင်မှုဟာခင်မီလက်နက်ကြောင့်မဟုတ်ပါဘူး American ရေတပ်ရဲ့အတွေးခေါ်တဲ့ကြောင့်ပါဆက်တွေကြီးပဲအားကိုးတာမဟုတ်ပဲ လူစနစ်နဲ့စီကန်တို့ကြားကပူပေါင်းဆောင်ရွက်မှုကိုယုံကြည်တာပါ။ဘာလို့လဲဆိုတော့ drone တွေကိုဈေးပေါပေါနဲ့ထုတ်လုပ်နိုင်ပေမဲ့စီကန်နဲ့ professional စစ်သားတယောက်ရဲ့စိတ်သက်ကိုတော့ copy ကူးလို့မရပါဘူး။အဲ့ဒီနေ့ကနက်နက်၄နာရီမှဖြစ်ခဲ့တဲ့တိုက်ပွဲဟာ USS Truman အတွက်တင်မဟုတ်ပဲ American ရေတပ်ရဲ့စစ်စင်ရေးသဘောတရားတစ်ခုလုံးအတွက်စမ်းသပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီကာကွယ်ရေးအဆင့်တိုင်းကနေ American ရေတပ်ကိုတိုက်ခိုက်ရင်ထိုက်တဲ့တံပိုးပေးဆက်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းတတ်သိပြခဲ့ပါတယ် USS Truman အပေါ်တိုက်ခိုက်မှုကိုအောင်မြင်စွာတွန်းလှန်နိုင်ခဲ့ပေမဲ့စစ်ဘက်အတိုင်းအဝိုင်းကတော့ဒီကာကွယ်မှုကိုအောင်ပွဲလိုမမြင်ခဲ့ပါဘူး။ဒါဟာအမေရိကန်ရဲ့တံပြန်တုံ့ပြန်မှုအတွက်အစပဲရှိသေးတယ်လို့သတ်မှတ်ခဲ့ကြပါတယ်။တိုက်ခိုက်မှုဖြစ်ပြီးတနအီမပြည့်ခင်မှာပဲ Truman ရဲ့ကုတ်ကဲရိတ်ခန်းမထဲမှာဘယ်သူကတိုက်ခိုက်လဲဆိုတဲ့မေးခွန်းကနေရန်သူနောက်တစ်ကြိမ်မတိုက်ရဲအောင်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့မေးခွန်းကိုပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့အမေရိကန်ဟာကာကွယ်ရေးအနေအထားတစ်ခုကနေဒိုးစစ်အနေအထားကိုချက်ချင်းပြောင်းလဲခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ E2D Hawk Eye လေယာဉ်ကိုလေထဲမှာဖြန့်ကျက်ပြီးရေမင်ပတ်လေကပင်လယ်ပြင်နဲ့လေပိုင်နဲ့တစ်ခုလုံးကို360 degree radar နဲ့ရှာဖွေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ EA18G Grolla လေယာဉ်တွေဟာရန်သူ drone တွေရဲ့အချက်ပြ line တွေကိုပိတ်မှတ်ထားပြီးစွမ်းအားမြင့် line တွေထုတ်လွှတ်က electronic တိုက်ခိုက်မှုတွေကိုလုံဆောင်ခဲ့ပါတယ်။ရလက်ကချက်ချင်းဆိုသလိုပေါ်လာပြီးနိမ့်နိမ့်ပြန်နေတဲ့ drone တွေဟာထိချုပ်မှုမရှိတော့ပဲပင်လယ်ထဲကိုထိုးကျသွားခဲ့ပါတယ်။ ဒါဟာတနက်မပြစ်ပဲရန်သူရဲ့ထင်းချုံမှုကိုဖျက်တောက်နိုင်တဲ့စစ်ပွဲပြူဟာအစ်စ်ကိုပြသနေပါတယ်။နေထဲမှာ electronic စစ်ပွဲဆင်နွှဲနေချိန်မှာပဲဂျူရုတွေပြင်သစ်နဲ့ဗြိတိန်လိုမဟာမိတ်တွေစီကနေရတဲ့ data တွေကိုအသုံးပြုပြီးရန်သူရဲ့ဒုံးကျည်ပြစ်လွတ်စင်တွေနဲ့ drone တူလောင်ယုံတွေကိုတိတိကျကျဖော်ထုတ်နိုင်ခဲ့ပါတယ်။တရင်းစာရှင်းလင်းပွဲတွေချင်းချောက်ပြောဆိုမှုတွေမရှိဘဲ USS Truman ကနေ FA-18 EF Super Hornet လေယာဉ်တွေက cruise ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဒါအပြင်ပင်လယ်ထဲမှာရှိတဲ့ USS Mason နဲ့ USS Gravely ဖြတ်သင်းမောတွေကလည်းအစစ်မြစ်လျှက်စစ်စစ်ဆင်ရေးစနစ် ENS SLG 32နဲ့ရန်သူ drone အချက်ပြမှုတွေကိုအကောင်းကောင်းနဲ့နှောက်ယှက်ပစ်ခဲ့ပါတယ်။ဒါကြောင့်ပြန်တက်ဖို့ကြိုးစားနေတဲ့ drone တွေဟာထိ ंछ ုံမှုမရှိတော့ဘဲလေထဲကနေပြန်ကျလာခဲ့ပါတယ်။48နာရီအတွင်းမှာ American ဟာရန်သူဒုံးကျည်တိုက်ခိုက်သူတွေကိုဖယ်ရှားနိုင်ုံမကပဲသူတို့ရဲ့ drone စနစ်တစ်ခုလုံးကိုပါလုံးဝအသုံးမဝင်အောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ American ဘက်ကထိခိုက်မှုတခုမှမရှိခဲ့ပါဘူးဒီစစ်ပွဲကို American တနိုင်ငံတည်းမလုပ်ခဲ့ဘဲဒေတာရင်းကပြင်သစ်တဲ့ Britain သင်းမော်တွေရဲ့ကူညီမှုနဲ့နိုင်ငံတကာကာကွယ်ရေးကွန်ရက်တစ်ခုပေါ်ပေါက်ခဲ့တာဟာလည်းထူးခြားချက်ပါပဲ April 5ရက်2025မှာပင်လယ်နီဟာပြန်လည်တည်ငြိမ်သွားခဲ့ပြီး USS Truman ဟာလည်းဘာမှမဖြစ်ခဲ့တယ်လို့ပဲဆက်လက်ခုံမောင်းနေခဲ့ပါတယ်ဒီအဖြစ်အပျက်ကကမ္ဘာကိုသတင်းစကားတစ်ခုပေးခဲ့ပါတယ်အင်အားကြီးရေတပ်ကိုစိန်ခေါ်တဲ့အခါ American ဟာတိကျမြန်ဆန်ပြီး တိတ်ဆိတ်လို့နေပါဘယ်လိုတုံ့ပြန်လဲဆိုတာကဘာက48နိုင်အတွင်းမြင်တွေ့ခဲ့ရပါတယ်။ဒါဟာကံကောင်းလို့ရတဲ့အောင်ပွဲမဟုတ်ပဲကောင်းမွန်စွာပြင်ဆင်မှု professional စီကဲနဲ့ပူပေါင်းဆောင်ရွက်မှုကြောင့်ရခဲ့တဲ့အောင်ပွဲဖြစ်ပြီး American ရေတပ်ကိုတိုက်ခိုက်သူတိုင်းတံပိုးပေးဆက်ရမယ်ဆိုတဲ့သတင်းစကားကိုပေးခဲ့ပါတယ်။ဘယ်လနီမှာမကြသေးခင်ကဖြစ်ပွားခဲ့တဲ့ USS Truman လေယာဉ်တင်တင်းမောနဲ့ဟူဒီတပုံအဖွဲ့ရဲ့ရင်ဆိုင်တိုက်ပွဲဟာ American အတွက်အောင်ပွဲနဲ့ပြီးဆုံးခဲ့ပေမဲ့အနာဂတ်စစ်ပွဲတွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့မေးခွန်းတွေထွက်ပေါ်လာစေခဲ့ပါတယ်။ဒီဖြစ်ရဟာရိုးရာစစ်ပွဲတွေရဲ့ပုံစံပြောင်းလဲနေပြီဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်တာပဲဖြစ်ပါတယ်။ပထမဆုံးနဲ့အရေးကြီးဆုံးမေးခွန်းကတော့ဟူတီလိုလက်နက်အစစ်နှိမ့်တယ်လို့ယူဆရတဲ့အဖွဲ့တစ်ဖွဲ့ကကမ္ဘာအင်အားအကြီးဆုံးလေရင်တင်တင်မောကိုတိုက်ခိုက်နိုင်လောက်တဲ့အစစ်မြေနီးပညာတွေကိုဘယ်လိုရရှိခဲ့တယ်လဲဆိုတာပါပဲ။သူတို့ဟာ American Radar စနစ်ကို second 20နီးပါးကြာမျက်စိကွယ်နိုင်စေတဲ့နောက်ဆက်ချင်းစနစ် jamming system တွေ တိုက်ခိုက်ရေး drone တွေနဲ့ smart ဒုံးကြီး smart missile တွေကိုဘယ်သူကထောက်ပံ့ပြီးလေ့ကျင့်ပေးခဲ့တာလဲဆိုတာစဉ်းစားစရာပါတရားဝင်ထုတ်ပြန်ချက်တွေမရှိပေမဲ့ဒီနည်းပညာတွေဟာ Iran, Beijing နဲ့ Moscow တို့စီကရောက်လာနိုင်တယ်လို့ယူဆနေကြပါတယ်ဒီအခြေအနေဟာနောင်လာမဲ့တိုက်ခိုက်သူဟာအင်အားကြီးမမျှတဲ့ဟိုတီမဟုတ်ပဲအင်အားကြီးနိုင်ငံတနိုင်ငံဖြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေဖြစ်ပေါ်စေပါတယ်ဒီစိန်ခေါ်မှုကိုရင်ဆိုင်ဖို့ပင်တကွန်ဟာအချိန်မဆိုင်ပဲချက်ချင်းတုံ့ပြန်ခဲ့ပါတယ် USS Truman ဖြစ်ရဖြစ်ပြီးတပတ်အတွင်းမှာပဲကွန်ကရစ်နဲ့ကာကွယ်ရေးဌာနကိုအရေးပေါ်အဆိုပြုချက်တွေတင်သွင်းခဲ့ပါတယ်။အနာဂတ်စစ်ပွဲအတွက်ပြင်ဆင်တဲ့အနေနဲ့ AI နည်းပညာသုံးရေဒါ AI ရေဒါတွေလေဆာလက်နက်လေဆာဝေပွန်စ်တွေနဲ့လျှော့စစ်စစ်ဆင်ရေးစနစ် Electronic Warfare System တွေကိုပုံမမြန်ဆန်စွာတီထွင်ထုတ်လုပ်ဖို့နဲ့ပြန့်ကျက်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါအပြင်ပြင်သစ်နဲ့ဗြိတိန်တို့လိုမဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီးရေကြောင်းကာကွယ်ရေးကွန်ရက်ကို ပုံမအားကောင်းအောင်လှုပ်ဆောင်ဖို့လည်းအဆိုပြုခဲ့ပါတယ်ဒီလိုတုံ့ပြန်မှုတွေဟာ American အနေနဲ့ဒီဖြစ်ရပ်ကိုတာမန်တိုက်ခိုက်မှုတစ်ခုအဖြစ်မမြင်ဘဲအနာဂတ်စစ်ပွဲရဲ့အရေးကြီးတဲ့သတိပေးခေါင်းဆောင်အဖြစ်ရှုမြင်နေတယ်ဆိုတာပြသနေပါတယ်ဒီတိုက်ပွဲကနေကဘာကိုပေးလိုက်တဲ့သတင်းစကားကတော့ရိုးရာစစ်ပွဲခေတ်ကုန်ဆုံးပြီးနှိပညာစစ်ပွဲခေတ် Technological Warfare ကိုရောက်ရှိလာပြီဆိုတာပါပဲ American ရေတပ်ကို drone တွေနဲ့တိုက်ခိုက်ဖို့ကြိုးစားရင်း48နာရီအတွင်း drone စနစ်တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်မှာဖြစ်ပြီး ဒုံးကြီးတွေနဲ့တိုက်ခတ်ရင်လဲတိကျပြတ်သားတဲ့ဒံပြန်ထိုးစစ်တွေနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြသခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာပင်လယ်နီဟာပြန်လည်တည်ငြိမ်သွားခဲ့ပြီး USS Truman ကလည်းဘာမှမဖြစ်ခဲ့တယ်လို့ခုံမောင်းနေစေပါ။ဒါပေမဲ့တင်မောဘော်ကစစ်တီတိုင်းရဲ့စိတ်ထဲမှာဒီတခါတော့ရည်မင်ဖြစ်ပေမဲ့နောက်တစ်ခါမှပိုပြီးအင်အားကြီးမားတဲ့ရန်သူဖြစ်လာနိုင်တယ်ဆိုတာရှင်းနေပါတယ်။ဒါကြောင့် American ဟာစောင့်ဆိုင်းမနေပဲအမြဲတမ်းပြင်ဆင်နေတဲ့နိုင်ငံဖြစ်လာပါတော့တယ်။ အမေရိကန်ရေတပ်ရဲ့ USS Truman ဖြစ်စဉ်မှာအီရန်ကြောထုတ်နောက်ခံပြုဟူတီတပုံများဟာနည်းပညာမြင့် drone နဲ့ဒုံးကျည်တွေတုံပြီးအမေရိကန်ရဲ့အားနည်းချက်ကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရေတပ်ကမျောလင့်ထားတာထက်ပုံမစနစ်တကျနဲ့လင်းမြန်စွာတုံ့ပြန်နိုင်ခဲ့တဲ့အပြင်တိုက်ခိုက်မှုဖြစ်ပြီး48နာရီအတွင်းမှာပဲဟူတီတွေရဲ့ဒုံးကျည်ပြစ်လွတ်စင်တွေနဲ့ drone တူလောင်ယုံတွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဒီဖြစ်ရပ်ကအီရန်နဲ့သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေအတွက်အမေရိကန်ရဲ့စွမ်းဆောင်ရည်ကိုတက်လှမ်းလိုက်တာပါပဲ။ ဇယေပရိပကတ်တစ်ခုဖြစ်လာခဲ့ရင်သူတို့ရဲ့ဒုံးကျည်နဲ့ drone စနစ်တွေဟာ American ရေတပ်ရဲ့အစိမ့်မြင့်ကာကွယ်ရေးစနစ်တွေနဲ့လျှက်စစ်စစ်ဆင်ရေးစနစ်တွေကိုကျော်ဖြတ်နိုင်မှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြသလိုက်ပါတယ်။ဒါကြောင့်မကြသေးခင်ကအရှိအလေပိုင်းကို American တပ်ဖွဲ့တွေဆီလွတ်လိုက်တာဟာတိုက်ခိုက်ဖို့အတွက်တသက်မဟုတ်ဘဲစစ်ပွဲကိုရှောင်ရှားနိုင်ဖို့အတွက်အင်အားပြသခြင်း deterrence ဖြစ်ပါတယ်။ American ဟာစစ်ဆင်ရေးစွမ်းရည်ဘယ်လောက်ရှိတယ်ဆိုတာကိုပြသလိုက်ခြင်းအပြင်ရန်သူတွေကိုချင်းချောက်မှုမပြုလုပ်နိုင်အောင်တားဆီးထားတာပါ။ ီလိုအင်အားကြီးမားတဲ့စည်ရေးစွမ်းရည်တွေကိုမြင်ရတဲ့အခါဘေးရန်သူမဆုစစ်ပွဲမဆခင်နှစ်ခါပြန်စင်းစားပါလိမ့်မယ်။